ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးမေကွန်းရှင်ကဒေါ်ဤပါဟုတ်ပြီသူကအတော်အတွက်ဒေါ်ခင်ချိုလေးအတွက်မေးတာပါဟုတ်ပြီဗျာဒေါ်ခင်ချိုလေးကအသက်80တဲ့ဟုတ်ပြီတောင်ငူရပါဆရာကြီးတောင်ငူရတောင်ငူရဟုတ်ကဲ့သူရေးထားတာလေးကအတော်ကားတဲ့ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကစပြီးတဲ့ခြေပွားနှစ်ဖက်လုံးထုံပြီးကျင်တဲ့ဝေဒနာခံစားနေရတာပါတဲ့ဟုတ်ပြီအခုတဲ့ခြေပွားနှစ်ဖက်လုံးနဲ့ထုံလဲထုံကျင်လဲကျင်အတော်ကျင်တာတဲ့၃နှစ်လောက်ရှိပါပြီဟုတ်ပြီထုံကျင်လုံးလို့တဲ့ညဘက်အိတ်မပြောတဲ့ရက်တွေလည်းကြုံရပါတယ်တဲ့အဲဆရာကြီးထံမှာကျမ်းမာရေးအသိပညာလေးသိပြရစေရှင်တဲ့အေးပြအဲ့ဒါဆရာလေးတမီမေခွန်းမေးသူရောကျန်တဲ့သူတွေရော ခုအဲ့လိုထုံတာကျန်တာပေါ်လာကြတယ်လေဟုတ်ကဲ့ဆရာဘာလို့လဲလို့မေးရင်အစွန်အဖျားသွားတဲ့လေအားနေလာတာသူမြတ်ဟုတ်ကဲ့ဆရာအစွန်ဖျားသွားတဲ့လေလည်းဘာလို့အားနေဆိုရင်အကြော်ကြီးအစားများကြလို့အဖြေကအဲ့ဒါပဲဟုတ်ကဲ့ဆရာကလေးလေးဘွားတဲ့ကွာမူလာတဲ့ចောင်းသားဘွားတဲ့ကွာငမုတ်တော်အလူကျော်စားတယ်ဟုတ်ကဲ့ဆရာအလေးလန်းចောင်းသားဘွားရောသူရဲ့အစ်မြင့်နဲ့နော်ဤကြွေးစမှုစားစားတယ် ဲ့ဒီနဲ့စားရဟာတက္ကသိုလ်ကျောင်းသူကျောင်းသားအထိလုပ်ငန်းဝင်တွေအထိအခုလက်ရှိရောဆရာတို့ရုပ်ဝါရှယ်ဈေးဆိုင်နေကြည်ကြည်ဘယ်ကျောင်းနေကြည်ကြည်အဲ့လိုအကျော်တွေရောင်းကြတာပဲဟုတ်ကဲ့ဆရာဆရာမိတ်ဆွေတယောက်ကျောင်းနဲ့မိတ်ဆွေတယောက်တွေ့တခါကျတော့အချားအစာအဟာရတခုကြောင်းရောင်းပါလားလို့ကုသိုလ်လဲရဝမ်းလဲဝါဘောလို့ဒါကတော့ ိုအတွက်တော့စီဝိုင်းစီမီတယ်အချို့ကမတည့်တာအသေးချာနေလို့ဒါဆရာစီးပညာရှိတော့ပြောတာဆိုဟုတ်တယ်ဆရာတဲ့အဲ့လိုကျွန်တော်လည်းသဘောပေါက်လို့ပြောင်းရောင်းနေတဲ့စားမလို့ရှိတော့ဘူးတဲ့တိုင်းဘေးအချို့လေးမရဘူးလားမရဘူးဆိုဟင်းဆိုလက်တော့ဒီချို့လေးမရဘူးလားဟာရတယ်ဆိုတော့အဲ့ဒါဝင်ထိုင်ကြတော့တာပဲတဲ့ထိုင်မိရဆိုတော့လည်းပဲစားတာပဲဆရာရဲ့ ကျွန်တော်တီစားဖြူုံပေါ့အာသာပြူစားလိမ့်မယ်တချို့ကြတော့အကျိုးတော်တော်များများကိုစားပလိုက်တာတဲ့အဲ့တော့အခုကအားလုံးကဘာဖြစ်နေလဲဆိုတော့အကျိုးကြိုက်တဲ့ခင်ဖြစ်သွားပြီဟုတ်ကဲ့ဆရာကြီးနော်ဘူလာရန်ကြောင့်လေရန်ကြောင့်အထက်တန်းကြောင့်တက်ကူသူအနှံ့မှာအကျိုးတွေရောင်းကြတယ်ကွာဟုတ်ကဲ့ဆရာကြီးအဲ့ဒါလေးတွေပဲဆရာတို့ကတော့အများကြားရပြောတဲ့စကားဆိုတော့ အားတော့ပါခြင်းမပါမယ်အားပါသည်ဖြစ်စီမပါသည်ဖြစ်စီတစ္ဆာစကားပြောတော့ပြောရမယ်ဟုတ်ကဲ့ရှင်နော်တင်ပင်ကြောက်အောင်ခြောက်ပြောတာမဟုတ်ပါဘူးတခွန်းနဲ့ပြောခြင်းပါတယ်လီဖြတ်ချင်အကျော်များစားကြလို့ဟုတ်ကဲ့ရှင်လီဖြတ်သွားတဲ့လူတွေကြီးလိုက်ပါအဲ့ဒါဘာစားပြီးဖြတ်တာများလဲအကျော်စားပြီးဖြတ်တာအကျော်စားဖြတ်တာလေလီဖြတ်ပြီးသွားမေးမင်းဘာကြိုက်တယ်လဲကွာဘာအစားများတယ်လဲကွာ ဣဇာဂွေစုံစားဗျာကျော်တို့မို့ဘားကျော်ကြက်ကျော်တို့မို့ခလီးလေးစားတဲ့လီပေါင်းတို့မမိုးကျော်အာလူးကျော်ဟုတ်ကဲ့ဆရာအဲ့ဒါကြီးစားကြတယ်ဟုတ်ကဲ့ဆရာအခုရောင်းတဲ့ဆိုင်ဒီမှာကြည်နေပဲရောင်းတဲ့ဆိုင်ဒီမှာဘာတွေပဲအကြောင်းများလဲလေပေါင်းတို့လေးညာအကျော်အမုံအကျော်ပါတဲ့ဆိုင်မျိုးစောက်ပါပဲနော်မရှိအောင်ဆရာဟုတ်မပမရှိတော့ပဲဆရာစီကနှစ်ခါတပြိုင်တည်းဖွင့်ခဲ့ဘူးတယ်ဟုတ်ကဲ့ဆရာမကူလန်းနဲ့ရပါနော် အဲ့ဒါမကိုလမ်းမှာကဟိန္ဒူတွေကအကြုံမစားဘူးဟုတ်ကဲ့ဆရာသူကအတုတ်တို့ခြေလို့စားတယ်အကြုံစားတဲ့နေရာနဲ့အကြုံမစားတဲ့နေရာအရန်กว่าပါတယ်လို့ကြောင်းမလို့ပြောချင်တာကချုပ်ပြောလိုက်ချင်တာတော့အကြုံရှောင်ကြပါဟုတ်ကဲ့ပါဆရာစားရင်လည်းပဲတစ်ပတ်မှတစ်ကြိမ်တစ်ကြိမ်အာတာပြီဦးစားပါတဝါမစားပါနဲ့ဟုတ်ကဲ့ပါဆရာထပ်ပြောချင်ပါတယ်လီမဖြတ်ချင်ရင် အကျော်မစားကြပါနဲ့လို့အမှတ်တရပြောလိုက်ပါတယ်။ဆရာကြီးအဲ့တော့ तू ကဘာစားရမလဲဆရာကြီးနဲ့အကျော်မစားနဲ့။အေးအဲ့ဒါလည်းမေးခွန်းတစ်ခုပေါ့။ဟုတ်ကဲ့ဆရာ။အချင်းအခါမှန်မှန်စားပါလို့ပြောချင်ပါတယ်။ဟုတ်ကဲ့ပါဆရာကြီး။အချင်းအခါမှန်မှန်စားပါ။အချင်းနဲ့မှလည်းဒိန်ချင်းနဲ့မကြီးဖြိုရရအကောင်ဆုံးပါပဲဟုတ်ကဲ့ပါဆရာအခါထဲမှာဆိုလဲမေဇလီရွေးဂွေးတော့ရဲ့ပေါ်ပန်းဖြူဟာသူနဲ့အစ်စ်မြတ်ဆုံးဈေးလေးအသက်သာဆုံး၁၂ရာသီစလုံးဝင်လို့ရတယ်ကြောင့်မလို့အကျော်အဆက်ချောင်းတော့ အချင်ခါစားကြဖြင့်ကိုတူးစီတူးစီရဲ့ကျမ်းမာရေးရောတမိသားစုလုံးကျမ်းမာရေးမှသည်တမျိုးသားလုံးကျမ်းမာရေးရှိဆော့ဆော့နိုင်ပါစီလို့ဆရာတော်တော့ကိုတက်ဆွမ်းတဲ့ပညာနဲ့မြတ်တာပူလိုက်ပါတယ်ဗျာဆရာကြီးနည်းနည်းလေးပေါ့နော်အသက်80ဆိုတော့လေထုံကျင်တာပေါ့အခုမေးခွန်းရှင်ကအသက်80ပေါ့နော်ထုံကျင်တယ်ဆိုတော့ဆရာကြီးလိမ့်စေလိမ့်ကျင်ငန်းအဲ့ဒါလေးလေးလိုပါပေါ့နော်လိမ့်စေဆိုရတဲ့ ထုံကျင်တာအတွက်အကောင်ဆုံးကတော့လေဟုတ်ကဲ့ဆရာခြေဘွားကိုစပတ်တာအကောင်ဆုံးပဲအော်ဟုတ်ကဲ့ဆရာခြေဘွားစပတ်တဲ့ခါကျတော့ကက်လက်မပို့ရပါဘူးရေမချိုးမီမှာဗားမလောက်ဆိုပြီးတော့ပို့ရပါတယ်ဟုတ်အလျားလိုက်ပို့ရပါတယ်ဟုတ်ကဲ့လက်မနဲ့ခြေမလက်ညှိုးနဲ့ခြေညှိုးအလျားလိုက်ပို့ရပါတယ်ကက်လက်မပို့ရပါဘူးစားချမ်းနဲ့ပို့ပါအကျိန်90လေးလေးပုံဖို့ပါနဲ့အကျိန်90မိနစ်ပြည့်ရင်လုံတော့ပါပြီ ုတ်ကဲ့ပါဆရာနောက်တစ်ခါကကိုအိမ်မှာကိုဒီလိုကျင်းတဲ့ထုံတဲ့သူတွေအားလုံးအိမ်တိုင်းမှာစောင့်ထားတင်တာတိုက်ဆောက်တော့ကြောက်စရစ်ခဲတွေပုံထားတယ်နော်ဟုတ်ကဲ့ပါဆရာအဲ့ဒါကိုမြေဘဲစည်းလောက်စကားလေးတစ်ခုနဲ့စကားတိုက်လိုက်အောက်မှာကြောက်စစ်လေးတွေညင်းညင်းညာညာလေးတွေတကယ်မြေဘဲလှုပ်တော့တီမီကောက်ဝါးကျင်စေတောင်ပေါလောက်တယ်ဟုတ်ကဲ့ဆရာအဲ့လိုကြောက်စစ်လေးတွေကို ကိုအိမ်ရဲ့ရည်ကြိုးကအဝမှာအခင်းလေးတစ်ခုနဲ့တတ်တတ်ရက်ကင်းပေးထားပါဘလူဘဲရည်ချိုးရည်ချိုးကိုမိသားစုရည်ချိုးမယ်ဆိုရင်အဲ့ကြောက်စစ်လေးကလေးတွေကိုနင်းနော်အကျဉ်း90 100ကြားပေါ့ဟုတ်ကဲ့ဆရာနင်းတော့နင်းနင်းပြီးတော့မှရည်ချိုးလို့ရှိရင်ရည်ချိုးလို့လဲကောင်းတယ်ယူချိုးပြီးရင်လည်းတိတိတတခုနကတော့မနင်းမိနဲ့ နင်းပြီးကွာသလိုကိုကွာတော့ပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာအဲ့ဒါအားလို့ဆောင်ရွက်တဲ့အချက်လေးတခုမျှဝေလိုက်ခြင်းဖြစ်ပါတယ်လို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာခင်ပြရာရှင်ကြပါစေအခုမေကွန်းရှင်ကဥပညာဝင်တာပါဘုံကြီးနဲ့တွေ့နော်ဟုတ်ဘုံကြီးပါဆရာကြီးအသက်ကအသက်တော်က62နှစ်ဝါတော်က24ဝါပါ 24ဝ61ဟုတ်ပြီចောင်းတိုင်ဘုံကြီးပါဆရာကြီးဒီ20ကျော်တော့ပါပန်ပန်တောင်ဘရောင်းပေါ့နော်ဘရောင်းอ่ะဘရောင်းอ่ะပြီဘရောင်းပြီဘရောင်းဟုတ်ပြီဟုတ်ကဲ့ဆရာကြီးចောက်ကတ်မှာចောက်တယ်တာပါတဲ့ចောက်ကကြီးနေလို့ပါတဲ့ចောက်ကကြီးနေတာဟုတ်ကဲ့ဆရာဝင်ကခွဲရမယ်ပြောပါတယ်တဲ့စဲတောက်လို့အဆင်ပြေပါဦးမလားတဲ့အဲ့ဒါတော့ခွဲတာမခွဲတာတော့ ခွဲပါလို့လည်းအကြံမပြုလို့ပါဘူးမခွဲပါနဲ့လည်းမတားလို့ပါဘူးဟုတ်ကဲ့ဆရာအဲ့တော့ကိုတက္ကရာကမမိသားစုတိုင်မြင်ပါဟုတ်ကဲ့ပါဒီပြည့်တော့ကြောက်ကတ်နဲ့ပတ်သက်လို့အစာဓာတ်စာပေးပါမယ်ကြောက်ကတ်အတွက်အကောင်းဆုံးဓာတ်စာသည်ကြောက်ဖြုံသီးနဲ့ဖရေသီးပါဟုတ်ကဲ့ဆရာကြောက်ဖြုံသီးကိုဘလို့ပုံစံနဲ့စားစားပြုတ်ပဲတူတူနှင်းကျူပဲချက်တော့တော့အသားလေးနဲ့ပဲရောချက်ချက်ကြောက်ဖြုံသီးစားပါ နောက်ဖရေသည်ကလည်းပဲဖရေသည်အမဲ့ကိုခလေးလေးစားတယ်လို့လည်းစားပါဖရေသည်အနုလေးတွေကိုလည်းပဲခင်းချက်ပြီးတော့စားပါကြောက်ဖြူနဲ့ဖရေသည်စားပါနောက်မဲဇီလီရွက်နဲ့ဂွေတော့ရွက်ပောက်ပန်းဖြူရွက် သုံးခုပေါ့နော်မဲဇီလီဂွေတော့ပောက်ပန်းဖြူမဲဇီလီအဖူရောအရွယ်ရောရပါတယ်ဂွေတော့ဆိုလို့စေချက်ယူနေပြုတ်တော့တာမျိုးနောက်ပောက်ပန်းဖြူ အဲ့အစာကိုစားလိုက်လို့ရှိရင်ဒီယောဂစီတောက်တလူကိုအကျူတက်ရောက်ပြီးတော့ယောဂကင်းစင်သွားပါလိမ့်မယ်ဟုတ်ကဲ့ဆရာအလားတူခံစားနေတဲ့လူသူများအားလုံးလည်းပဲမျှဝေလိုက်ပါတယ်လို့ဆရာပြောလို့ပါတယ်ဗျာဆရာကြီးလိမ့်စေရောရှိသေးလားဆရာအဲအဲ့ဒါတော့လိမ့်တာကတော့အားလုံးပေါ့နော်ဝင်လဲမလေးတဲ့နီးပေါ့နေ့ကိုတနခါလိမ့်ပါညကိုကရမလေးလိမ့်ပေးပါ ไอ้จอกแก่เนี่ยแหละจอกแก่เนี่ยไบค์กูเว้ยล่ะจอกแก่ชื่อเนี่ยบ่จอกแก่สวยจ้อนอกมาชื่อตาบ่เนี่ยอ๋อจ้อโอ้บ่เนาะอะไรนี่เหลิงมาอเปียนนี่เหลิงเนเดเดจอกก็เลยไปแหล่งเหลิงลูกไปยามเลยโอเคสิตัวเหลิงซีลิเซจอกแก่ชื่อไอเดียเหลิงไปเยโอเคครับถ้าตะตาตัวมาบ่โอเคครับสิไอ้เจซุติมาเลยอกูเมกอนชิงก็โกทุ้นแทวีทุ้นแทวีทุ้นแทวีอ๋อสนีดาสนีดาโอเคสิไอ้23เนี่ยบาสิไอ้ ငငယ်လေးရှိသေးတယ်ဟုတ်ကဲ့မိုးကုတ်မှာတဲ့ကြောင်ရောင်းဝယ်လုတ်တယ်ဟုတ်ပြီဒုတိယနှစ်ကျောင်းသားတဲ့ဟုတ်ပြီဗျာဟုတ်ကဲ့ဆရာကြီးခင်ဗျာတဲ့လွန်ခဲ့တဲ့15ရက်ကတဲ့အစာအိမ်တွေပူရင်ဘတ်တွေအောက်လေထိုးစိတ်ဖိစီးမှုများရာကနေတဲ့စေကန်းသွားတော့တဲ့ဆရာဝန်ကတဲ့စိတ်ငြိမ်စေထိုးပေးပါတယ်တဲ့ဟုတ်ပြီရင်ညွတ်အောင်ကအလုံးလေးကတဲ့လမ်းလျှောက်ရင်လဲတဲ့အထက်ကိုမြောက်ကျနေပြီတဲ့စကားပြောတဲ့အခါတဲ့အားမပါသလိုမပီမသာဖြစ် တရွေးတွေထွက်ကြနေတာတဲ့ဘာဖြစ်တာလဲဗျာတဲ့ဟုတ်အဲ့ဒါတော့မျိုးဝင်ရှေ့မျိုးဘောတော့အများကြီးလို့ထင်ရပါမယ်လို့ဟုတ်ကဲ့ဆရာကြီးရှေ့တိုင်းရင်းစီးပညာမှာတော့အကျိုးနဲ့အကြောင်းအကြောင်းအကျိုးမျိုးမှာအကြောင်းကကဒါအခုပြောသမျှစကားတွေကိုကောက်ချက်ချတဲ့ကမှာအပူလွန်နေတယ်ဆိုတာထင်ရှားတယ်ဟုတ်ကဲ့ဆရာကြီးအပူလွန်နေတယ်ဆိုတာထင်ရှားတော့အပူကလည်းအကြောင်း၄ခုအကြောင်းဖူတတ်ပါတယ် ကံကြောင့်ပူတယ်စိတ်ကြောင့်ပူတယ်ဥရုကြောင့်ပူတယ်အဟာရကြောင့်ပူတယ်ဟုတ်ကဲ့ဆရာကြီးဒါလည်းဒါငယ်တဲ့ရွယ်ဆိုဖြည့်ပြီးဆရာကြီးကဖြည့်ကြပေးတယ်ဆရာကြီးနော်ကံဆိုတာကရည်အေးချိုးမလားရည်နွေးချိုးမလားရည်အေးချိုးရမှာရည်အေးချိုးရမှာနော်မှုရနဲ့အိမ်မလားတင်ပြရနဲ့အိမ်မလားတင်ပြပြနဲ့အိမ်ရမှာအဲအဲ့ဒါလောက်နားလဲရှေ့ဆက်တွေးတော့ပေါ့နော်ဟုတ်ကဲ့ဆရာကြီးအဲ့လိုကံကြောင့်လဲအပူတွေလျှော့ပါစိတ်အပူဆိုတာကတော့သူများအကြောင်းမဖြစ်ဘူး ကိုကိုရောင်းဖြစ်တာဟုတ်ကဲ့ပါဆရာစိတ်ပြိုတဲ့သူကဘာဖြစ်တတ်လဲကိုနှုတ်တယ်ဆရာကြီးစိတ်ထောင်းတော့ဘာကြည်တယ်ကိုကြည်တယ်ဆရာကြီးကိုစိတ်ကိုသူများကထောင်းလို့ရလားမရပါဘူးဆရာကြီးသူကထောင်းလို့မရဘူးကျောင်းစိတ်ကိုပြိုပြိုထားပါပြိုပြိုနေရင်တည်ခဲ့တယ်ဆိုရစကားတုံးရှိပါတယ်စိတ်ထောင်းရင်ကိုကြည်တယ်ဆိုရစကားတုံးရှိပါတယ်နော်ဟိုဟာတွေးလဲစိတ်ညစ်ရတယ်ဒီဟာတွေးလဲစိတ်ညစ်ရတယ်စိတ်နှောင်ရတယ်စိတ်ရှုပ်ရတယ်ဆိုရရအဲ့လူရဲ့ကြမ်းမာရေးမှာ မကောင်းဆူးဝါးတွေလို့ပဲမှတ်ပါဟုတ်ကဲ့ဆရာကြီးကျောင်းမလို့ပြော်ပြော်နေတည်ခဲ့တဲ့ဆွဲထုံနှလုံးမူပြီးတော့เนาะအတင်းပျော်ခိုင်းတာမဟုတ်ပါဘူးပျော်ပျော်လေးလေးနေတတ်တဲ့အချိန်ဟာလူတွေအတွက်အကျိုးရှိပါတယ်လို့ပြောချင်ပါတယ်เนาะဟုတ်ကဲ့ဆရာကြီးကိုစိတ်ကိုယ်လည်းသူများတွေကအထောက်မခံပါဘူးကိုဝဲထောင်းလို့ကိုဝဲပြင်လိုက်စမ်းပါလို့ဟုတ်ကဲ့ပါဆရာကြီးဝမ်းကလည်းတဲ့အမဲတွေသွားပါတယ်တဲ့ဟုတ်ပြီအခုလက်ရှိတဲ့စိတ်ရောကဆေးတွေတောက်နေရပါတယ်တဲ့ နာအနာတခြားဆေးတခြားဖြစ်မှာဆိုလို့ဆရာကြီးလမ်းညွှန်ပေးပါအောင်ခင်ဗျာအဲ့ဒါတော့ဘဝအမဲသွားတယ်ဆိုတော့ဆရာနေနေစိတ်ပူတယ်ဟုတ်ကဲ့ဆရာကြီးဘဝအမဲသွားပြီဆိုရင်ဝမ်းထဲမှာသွေးပါတတ်တယ်ဟုတ်ကဲ့ဆရာကြီးသွေးပါရင်ဝမ်းအမဲသွားတတ်တယ်ဟုတ်ကဲ့ဆရာကြီးအဲ့တော့ဝမ်းမှာဘာချွင်းချက်ရှိသေးလို့နှစ်နေရာမှာပေါ့နော်ဟုတ်ကဲ့ဆရာကြီးအစာအိမ်နဲ့လမ်းကြောင်း အသေးမှာအသေးမှာဟုတ်ကဲ့ဆရာအစာအိမ်ပါပြီဆိုတော့အစာအိမ်နဲ့ဆက်နေဦးလန်းကြောင်ပေါ့နော်ဟုတ်ကဲ့ဆရာနောက်တစ်ခုအသေးမှာဟုတ်ကဲ့ဆရာအဲ့နှစ်ခုတစ်ခုမှာတော့အာနဲ့နေလို့ရှိတာပါဟုတ်ကဲ့ဆရာဖြစ်နိုင်ချေများတာတော့အသေးကြောင်ဖြစ်နိုင်ချေများပါတယ်ဟုတ်ကဲ့ဆရာအသေးကြောင်ဖြစ်နိုင်နေများတယ်ဆိုတော့အဲ့အသေးနဲ့ပတ်သက်လို့ဆောင်ရံလေးနဲ့ဆောင်ရံလေးဆေးရတောက်ကြံပြီးလိုက်မယ် ဟုတ်ကဲ့ဆရာအဲ့တကူရှောင်းတာနဲ့ကိုတက်တာသွားလိမ့်မယ်ဟုတ်ကဲ့ဆရာတစ်ကအကြော်တွေလုံးဝမစားပါနဲ့ဟုတ်ကဲ့ဆရာအဆက်တွေကိုရှောင်းပါဟုတ်ကဲ့ပါဆရာဥပမာအားဖြင့်ဤကြွေးစမှုစားဘရားကြော်မစားပါနဲ့ငါးကြော်ချက်ကြော်မစားပါနဲ့ခလေးတွေစားတဲ့အာလူကြော်ငုံကြော်မစားပါနဲ့ဟာဒါဆိုကျွန်တော်စားစရာမရှိတော့ဘူးလို့ထင်ပါဆိုလို့အချင်းနဲ့အခါများများစားပြီးပါ အချင်ရလေးပဲအကောင်းဆိုတဲ့ဒင်ကျင်းတို့မကြီးဖြော်ရီတို့တိစုံချင်ဟင်းတို့ပေါ့အခါကလေးပဲမေဇီလီရဲ့ဂွေတော့ရဲ့ပေါ်ပန်းပြူရဲ့ပေါ့ဒါတွေကဆရာကြီးရဲ့လွယ်လွယ်ပြောသလိုပစ္စည်းရှာရမှာလေးပဲလွယ်လွယ်ပဲကိုရက်ွယ်တဲ့ဈေးမှာတနိုင်ငံလုံးမှာဆက်နှစ်ရာသီရတဲ့အသီးရွက်တွေပါအဲ့ဒါလေးတွေကိုအစာလဲစီးစီလဲအစာဆိုရထုံးကိုလုံးမှုပြီးတော့ မိဝဲခြင်းအဖြစ်ဆေးတောက်ပြီးတကယ်သူကိုဒါအတွက်ယောဂတက်တာတော့မှာပါလို့အဘိစကားလေးပြောကြပါတယ်အခြားနောက်နာတော်တာဆင်တဲ့သူတွေလည်းပဲလိုင်းနာကျင်သုံးခြင်းအဖြစ်ယောဂတွေချမ်းသာကြပါစီလို့မေတ္တာပို့သလိုက်ပါတယ်ကျေးဇူးတင်ပါအားလုံးစာဝနာခင်မယားရှင်ကြပါစီ